ရှမ်းပြည်နယ်အရှိပိုင်းမိုင်းလာဒေသအတွင်းမှာဘလူလက်နက်ကိုင်နဲ့နိုင်ငံရေးအဖွဲ့ကောင်မှလက်ခံထားခြင်းမရှိဘူးလို့ NDAA ဒုက္ခရဦးစံပေးရဲ့ပြောစကားဟာ ီငင်ရေးကိုဦးစားပေးနေပုံရတယ်လို့တေနကမဟာဗျူဟာလေ့လာရေးအဖွဲ့မှအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းဦးကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA မှာဒိုခရဦးစံပေဒိုခရဦးစံလူအထွေထွေတွင်ရေးမှုဦးကျင်းမြင့်တို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့2025ခုနှစ်မေလ25ရက်ကတွင်ကန်တိုင်းစစ်ဌာနချုပ်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးမှုမှာဦးစံပေကမိမိတို့ဘလို့လက်နက်ကင်နဲ့ နိုင်ငံရေးအဖွဲ့အစည်းမှလက်ခံထားခြင်းမရှိဘူးလို့ဦးစံပေကပြောကြားခဲ့ပါတယ်။မိုင်းလာဒေတာအတွင်းဘလို့လက်နက်ကိုင်းဘလို့နိုင်ငံရေးအဖွဲ့တွေကမှလက်မခံထားဘူးဆိုခြင်းကသူ့နယ်မြေဒေတာတစ်ခုသာငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးတယ်ဆိုတဲ့သဘောလို့တေနကမဟာဗျူဟာလေးလိုက်ရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။ဒါမျိုးလက်မခံတာကိုဆိုချင်တာကသူ့နေနေဒီသူ့နေနေဒီတာတစ်ခုကနေနေတို့အာမခံချက်ပြီးတယ်ဆိုတော့ပေါ်လေးရပါတယ်။ဆိုလိုတာကဂျန်နယ်လူတွေဂျန်နယ်ကင်နယ်သူ့ဘာသူကင်ရဲ့အဥ္စာကို သူတို့ကတပိုင်းဒါပေမဲ့စိတ်ကန်ဆောင်မှုနဲ့ပတ်သက်လို့သူတို့ဒီဘာမှဆက်ဆက်မှုမရှိဘူးပတ်သက်မှုမရှိဘူးဆိုတဲ့အနေအထားဖော်ပြထားတာပဲသူတို့ကလည်းတော့တူယူထားတဲ့ငြင်းငြင်းရတဲ့သူအာမခံရပြေးရဲသူအနေနဲ့လည်းပေါင်ပတ်သက်မှုမရှိဘူးလို့ပေါင်ပတ်သက်နေတဲ့လူတွေနဲ့ပတ်သက်ပြီးတော့လည်းဆက်သွယ်မှုမရှိဘူးဆိုတာအာမခံရပြေးရပဲအဲ့တော့အဲ့လိုမျိုးပုံစံမျိုးပေါ့ကျန်တဲ့ဒေတာတွေအကုန်လုံးကလည်းဒိုင်းနာဆောင်းနိုင်တယ်အဲ့လိုသဘောထားတိုင်းရှိမှဆိုရင်ကျွန်တော်တို့အနေနဲ့ထားပါငြင်းငြင်းဆိုတာ ိမတန်မှရှုံးမမှုတွေကိုလည်းရှောက်ထားလို့ဖြစ်သွားပါလိမ့်မယ်။ဘယ်လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြောလို့ကိုကထုတ်တာတော့လုံးချင်တယ်ဒါပေမဲ့ကိုကမှတိုက်လိုက်တစ်ခါတည်းဖြစ်စင်းနေလို့ရှိရင်တခြားနေရတယ်မပြီးဘူးသုံးလိုက်အင်အားစုလိုက်ဆိုရင်တော့ဒါတွေကတက်ပြီးတော့ဆက်လက်ကနေပြုတ်သွားရှိသွားမယ်အကြောင်းအရာတွေမှာပါတော့ဒါတော့ဒါနဲ့ပတ်သက်ပြီးသူအမခံကြီးတစ်ခုပြနေတယ်ဆိုတော့ ဲ့သဘောထားကိုသုံးသပ်လို့ရပါတယ်။မိမိတို့ NDAA ရဲ့သဘောထားခံယူချက်အနေနဲ့နှစ်30ကျော်ကျင့်သုံးလာခဲ့တဲ့အတိုင်းနိုင်ငံတော်မှချမှတ်ထားတဲ့ပြည်တော်စုမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ကြာအာဏာတည်တံ့ခိုင်မြဲရေးစတဲ့ဒုတာဝန်အရေးသုံးပါအတွက်အဓိကထားဆောင်ရွက်လျက်ရှိကြောင်း NDAA ဒုက္ခရဦးစံပေးကပြောပါရယ်။မိမိတို့နိုင်ငံဟာပြည်တော်စုနိုင်ငံတော်တစ်ခုဖြစ်ပြီးစစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုစနစ်ကို ျောက်လန်းနေကြတာဖြစ်ကြောင်းအဲဒါကြောင့်နိုင်ငံတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားညီရင်းအကိုမောင်နှမတွေအားလုံးအနေနဲ့စီစီလုံးလုံးနဲ့နိုင်ငံအကျိုးကိုပေါ်ဆောင်သွားနိုင်ဖို့လိုအပ်တယ်လို့နာဆာကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လိုင်ကပြောပါတယ် NDA ဟာရှမ်းပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေကိုတော့လူသားချင်းစာနာထောက်ထားမှုအနေနဲ့လက်ခံလေးရှိကြောင်းမြန်မာတရုတ်အရေးလေးလာတုံးသက်သူဒေါက်တာလကျော်စောကပြောပါတယ်။ဘယ်လက်နက်ကင်အဖွဲ့ကိုမှလက်မခံဘူးဆိုပေမဲ့သူတို့ပြောထားတဲ့စကားတခုရှိတယ်လေ။လူသားချင်းဂိယူနာစာအဲဘာလူသားချင်းဂိယူနာထားတဲ့ဟိုဟိုနေဥဟိုနေအရာပေါ့နော်။စိတ်စေနာရဥမာအဖြစ် ဟိုဆစ်ရှောင်းတဲ့လူတွေသုံးဖို့ထွက်ပြေးရတဲ့လူတွေကိုလက်ခံတာတော့သူတို့လက်ခံလို့ရတယ်လို့ပြောတာ哦အဲ့တော့တချို့အဖွဲ့အစည်းကဟိုဒဏ်ရာရတဲ့လူတွေပဲဖြစ်ဖြစ်ဖြစ်နေထိုင်မကောင်းတဲ့လူတွေပဲဖြစ်ဖြစ်အဲ့ဒါတွေဆိုသူတို့လက်ခံတာတွေရှိပါတယ်။ဒါသူတို့အချင်းချင်းကြားမှာတော့သူတို့နားလည်မှုတော့ရှိထားတဲ့ခြင်းနဲ့ကြည့်ရတာလေ။အဲလုံနိုင်ကြိုင်နိုင်အောင် ပေါ့နော်ကိုချင်းချင်းကြာသူတို့အများကြီးလက်ခံတာပဲဥမာအားဖြင့်ခင်ဗျားတို့ကြားလားမသိဘူး MNDA တက်ဆုံးညာနှစ်ခွန် ဟိုတိုက်ပွဲတွေဖြစ်နေတော့လည်းအဲ့ရထွက်ပြေးလာတယ်လူတွေအားလုံးစစ်ဆောင်လူတွေအားလုံးသူတို့လက်ခံထားတာပဲလေနော်သူတို့အကုန်လုံးကြွေးပြီးတော့မှတာယန်းတို့ဟိုဘယ်လိုခေါ်မလဲတာချီလိတ်တို့ဘာလို့ကားတွေနဲ့တောင်ပို့ပေးပေးတာပဲအဲ့စစ်ဆောင်ပမာပြည်ကိုပြန်ရတဲ့စစ်ဆောင်ကြီးဟိုနင်းနေကိုသူတို့လုံနိုင်တဲ့ဟာလေးတွေသူတို့လုတ်ပြတာပေါ့ဗျာ NDAA ဟာဗမာပြည်ကွန်မြူနစ်ပါတီကနေခွဲထွက်ပြီးတက်မတော်နဲ့1989ခုနှစ်ဇွန်လ30ရက်မှာငြင်းချင်းရေးယူခဲ့ရာတက်မတော်ကရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလာဒေသကိုဗဟိုပြုပြီးအထူးဒေသလေးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။အဲဒီနောက် NDAA အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညီနိုင်ရေးကော်မတီ FBNCC အဖွဲ့ဝင်တွေထဲက AA, KIA, MNDAA, DNNA တို့ဟာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုမြန်မာတပ်မတော်ကအစံဖက်အဖွဲ့ဖြစ်ကြီးညာထားတဲ့ MUG, PDF နဲ့ NUCC တို့ကိုလက်ခံထားပါတယ်။အဲဒါကြောင့် NDAA ဟာ FBNCC အဖွဲ့ဝင်အချို့ကမြန်မာတပ်မတော်သဘောမကျတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံထားတဲ့ ဲ့အချိန်သူတို့ကတော့လက်မခံထားဘူးလို့ထလောင်းအတည်ပြုပေးခဲ့တာဖြစ်ကြောင်းစီရင်တဲ့နိုင်ငံရေးကက်ခတ်တွေကပြောပါဗျာ